တင်တဲ့ပုံအနေနဲ့လက်ရှိဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကဒါဘီလာရုနိုင်ငံကိုရောက်ရှိနေပါတယ်။ဘီလာရုနိုင်ငံကိုရောက်ရှိနေပြီးတော့ဒါဘီလာရုသမ္မတနဲ့ဒါတွေ့ဆုံမှုတွေလည်းပြုလုပ်နေပါတယ်။ Hello မြန်မာကရှင်မြန်မာဆန္ဒအစည်းအဝေးဒီကနေ့ဒါဘီလာရုနိုင်ငံကမီဒီယာတွေကလည်းတရားဝင်ဖော်ပြထားပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကဒါဘီလာရုနိုင်ငံရဲ့ဒါလွတ်လပ်ရေးနှမ်းတော်ကိုရောက်ရှိတဲ့အချိန်မှာဒါဘီလာရုသမ္မတကဂုံယူတပ်ဖွဲ့နဲ့ကြိုဆိုခဲ့တယ်လို့ပါပဲ။ ဒါနာဆာကအုတ်ထကြီးကကားပေါ်ကနေဆင်းတဲ့ခါမှာလဲဒီဖက်လဲတကင်းနဲ့ဒါကြိုးစိုးခဲ့တာလေတွေ့ရပါတယ်အဲ့တော့ဒီနာဆာကအုတ်ထကြီးရဲ့ရုရှားဘီလာရုခီးစင်ကမြန်မာနိုင်ငံအတွက်ကောင်းချင်းများစွာတည်ဆောင်ပေးလာနိုင်တဲ့ခီးစင်လည်းဖြစ်ပါတယ်တည်ဆောင်ပေးလာတဲ့ခီးစင်လည်းဖြစ်ပါတယ်ထို့အတူပါပဲနာဆာကအုတ်ထကလည်းဒီဘီလာရုတမရကိုအကမဟာအသေးစီသူဘွက်အနှင်းမှုတွေလည်းပြုလုပ်တော့မှာဖြစ်ပါတယ်ဒီကနေ့ဒီကနေ့ဒါ စီဝိုင်းဖိုရမ်မှာဆိုရင်မြန်မာဘီလာရုစီဝိုင်းဖိုရမ်မှာဆိုရင်ဒီ NASA ကဥက္ကဋ္ဌကြီးကဘီလာရုမှာရှိတဲ့ဒီလုပ်ငန်းရှင်တွေကိုမြန်မာနိုင်ငံမှာဓာတ်မြေဩဇာထုတ်လုပ်မှုကဏ္ဍမှာလာပြီးတော့ယင်းနှိမ့်ညွန်ဖို့ဒါဖိတ်ခေါ်ခဲ့တာလည်းရှိပါတယ်ဒီကနေ့မှာဒီ NASA ကဥက္ကဋ္ဌနဲ့ဘီလာရုသမ္မတတို့ကစက်မှုကဏ္ဍပြီးရင်ကျွန်တော်စိုက်ပျိုးရေးကဏ္ဍပြီးရင်ကျွန်တော်ပညာရေးကဏ္ဍမှာဒါနှစ်ဖက်လက်မှတ်ရေးထိုးမဲ့အခြေအနေတွေရှိပါတယ်အဲ့တော့လက်ရှိကတော့ကျွန်တော်တို့အသေးစိတ်အခြေအနေကိုကျွန်တော်တို့ အာမနက်ဖြန်ကြရင်တော့ကျွန်တော်တို့အသေးစိတ်အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်တော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားစရာလည်းကောင်းတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံအတွက်များစွာဒါကျွန်တော်တို့ကာကွယ်ဆိုင်ရာကိစ္စရပ်တွေဤပညာပိုင်းဆိုင်ရာကိစ္စရပ်တွေပြီးတော့ကျွန်တော်စိုက်ပျိုးဆိုင်ရာကိစ္စရပ်တွေစက်မှုကဏ္ဍမှာမြန်မာနိုင်ငံအတွက်ဒါအရှိန်ဟုန်တစ်ခုကိုရောက်လာမယ့်အနေအထားလည်းဖြစ်ပါတယ်အဲ့တော့နိုင်ငံစီမအုပ်ချုပ်ကောင်စီဥက္ကဋ္ဌကြီးကလာမယ့်ဒါကျွန်တော်တို့တနင်္ဂနွေနေ့မှာဒါနေပြည်တော်ကိုပြန်လည်ရောက်ရှိမယ်လို့ဒီပြည်တွင်းမီဒီယာတွေမှာတော့ဖော်ပြထားတွေ့ရပါတယ် အဲ့ဒီအချိန်ကြာရင်လည်းကျွန်တော်တို့ဒါအသေးစိတ်ကိုဆက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ဒုတိယတင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ AA နဲ့ AACF အပါအဝင်ချင်းလန်းတိုင်းဖွဲ့တွေကိုထောက်ပံ့နေတဲ့အိန္ဒိယအစိုးရပါအဲ့တော့အိန္ဒိယအစိုးရကတော့ဒါကျွန်တော်တို့ချင်းလန်းတိုင်းဖွဲ့တွေနဲ့အပါအဝင်ရခိုင်လန်းတိုင်းဖွဲ့တွေကိုဒါရခိုင်ကတော့ကျွန်တော်တို့တဝိုက်သောနည်းနဲ့ထောက်ပံ့မလားဆိုပြီးကျွန်တော်တို့သတိစားစောင့်ကြည့်လာပါတယ်တိုးတော်လည်းပဲ DM မှာသူတို့အနေနဲ့ဒါဒိုက်ရိုက်ဒါရဲ့ပေါ်ပေါ်တင်တွေကိုထောက်ပံ့နေတာတွေ့ရပါတယ်အဲ့ဒါက ီးခဲ့တဲ့ဒီဖေဖော်ဝါရီလ25ရက်နေ့ကချင်းမိနယ်ကောင်စီချင်းမိနယ်ကောင်စီပါမယ်ပြီးရင်ကျွန်တော်ချင်းရဲ့ဂျာကာလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီဒီကောင်စီတကူကိုပူပေါင်းပြီးတော့ဒါချင်းမျိုးသားကောင်စီအမည်နဲ့ဖွဲ့စည်းလိုက်ပါတယ်ဒီချင်းပြည်နယ်ကောင်စီမှာတော့ဒါချင်းပြည်နယ်မှာဒါကျွန်တော်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CNF PDF က PDF အဖွဲ့တွေပါဝင်ပါတယ်တစ်ဖက်မှာဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီမှာဆိုရင်တော့ရခိုင်လက်နက်ကိုင်အဖွဲ့ A ပါတယ်ပြီးတော့ကျွန်တော်တို့ချင်းလက်နက်ကိုင်အဖွဲ့တွေအားလုံးပါပါတယ်ဒီနေ့အပြင် တနည်းအားဖြင့်ကျွန်တော်ချင်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေစူးစီးရဲစူးစီးပြီးတော့ဖွဲ့စည်းလိုက်တဲ့အဖွဲ့လည်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ရခိုင်လက်နက်ကိုင်အဖွဲ့ A လည်းပါပါတယ်ဖေဖော်ဝါရီလ29ရက်နေ့ကဒီချင်းချင်းပြည်နယ်ကောင်စီနဲ့ဒီဂျာကာလာချင်းမျိုးသားတိုင်ပင်ခံကောင်စီတို့ဒါနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးတဲ့အခါမှာဆိုရင်တော့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်အိန္ဒိယနိုင်ငံမီဇိုရန်မီဇိုရန်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်ဒါကကျွန်တော်တို့ဒါကဟိုထူးခြားတဲ့ကိစ္စလည်းဖြစ်တယ်ဒီချင်းနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေလည်းဒါမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယတိုင်အောင်ကိုဒါအီးမေးပို့ပြီးတော့တရားဝင်မေးမြန်းသွားမှာဖြစ်ပါတယ်။ဒါကအိန္ဒိယဘိုးအစိုးရရဲ့သဘောထားလားဒီပေါ်မှာဘယ်လိုမျိုးထိန်းချုပ်မှုတွေရှိသွားမလဲဆိုတာကျွန်တော်တို့မေးရမှာဖြစ်ပါတယ်။လက်ရှိမှာလက်ရှိမှာကျွန်တော်တို့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့ခေါင်းဆောင်ပိုင်းတွေကဒီမီဆိုရန်ပြည်နယ်မှာကျွန်တော်တို့စေဝါကုသနေတာရှိပါတယ်။တနည်းအားဖြင့်ဦးလာစောပါ။ဦးလာစောကလက်ရှိဒီမီဆိုရန်ပြည်နယ်မှာစေဝါကုသမှုခံယူနေရဆဲဖြစ်ပါတယ်။ထို့အတူပါပဲဒီမီဆိုရန်ပြည်နယ်ကမီဆိုရန်ပြည်နယ်ကိုအခြေပြုပြီးတော့ဒါမီဆိုရန်ဝင်ကြိုးရဲ့ ဥဆောင်မှုနဲ့ချင်းပြည်နယ်အတွင်းထဲကိုကျွန်တော်တို့ရိတ်ခါတွေဆက်သုံးစီတွေစေဝါတွေထောက်ပံ့ပေးနေတာတွေပြုလုပ်နေသလိုပါပဲတစ်ဖက်မှာကျွန်တော်တို့ဒါရခိုင်ပြည်နယ်အထိဒါမီဆိုရန်လမ်းကြောင်းကနေပြီးတော့တောက်လျှောက်ဆက်သုံးစီစေဝါတွေရိတ်ခါတွေပံ့ပိုးပေးနေတာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ဒီလိုကိစ္စကိုဒါအိန္ဒိယဘူအစိုးရကထိန်းချုပ်မှုမရှိဘူးဆိုရင်ဒီပြဿနာကမြန်မာနိုင်ငံမှာဖြစ်နေတဲ့လက်ရှိပြည်တွင်းပြည်ပကောက်ကိုပြည်တွင်းပြည်ပကောက်ကိုအရှင်ဝန်ကောင်းအောင်အရှင်ဝန်ကောင်းလာဖို့အတွက် ဒါအိန္ဒိယဘူအစိုးရကဓာတ်ရိုက်မီးမောင်းထိုးပြနေတာတနည်းအားဖြင့်ဒါမီးလောင်ရလေပိတ်နေရလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံတည်ငြိမ်မှုကိုလိုလားတဲ့ဆိုရင်တော့ဒါဒီလိုမျိုးအရာတွေကိုကျွန်တော်တို့ထိန်းချောင်းပေးနိုင်မှုလိုပါလေအဲ့တော့ဒီပြည်နယ်အစိုးရအဖွဲ့ကလောက်တာကိုကျွန်တော်တို့ဘူအစိုးရကမသိကြအကြောင်းမရှိပါဘူးဘာကြောင့်လဲဆိုတော့အိန္ဒိယကတကယ်ကိုကျွန်တော်တို့ထောင်လိုင်းနဲ့ပတ်သက်ရင်တကယ်ကိုကျွန်တော်တို့ကမ္ဘာမှာတကယ်ထိတ်တန့် ထိတ်တန်းနိုင်ငံကြီးပါထုတ်တူပါပဲအိန္ဒိယရဲ့ကျွန်တော်တို့ဒါအုတ်ချွေရန်တွေကလက်ပတ်ပုံကလည်းဒါအဘိုးဆိုးရမသိစရာအကြောင်းမရှိပါဘူးဒါကြောင့်ဒီချင်းတွေကတော်လေးကိုကျွန်တော်တို့ဒါစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဘာကြောင့်ဒီလိုမျိုးမီဆိုရန်ပြည်နယ်ဝန်ကြီးချုပ်ကဘာကြောင့်ဒီလိုမျိုးထဲထဲဝင်ဝင်လှုပ်လာရသလဲဘာကြောင့်ထဲထဲဝင်ဝင်ဒီလိုမျိုးဒါချင်းလက်နက်အဖွဲ့တွေနဲ့ဒါအေကိုဘာကြောင့်ဒီလိုမျိုးထောက်ပံ့နေရလဲဆိုတဲ့အခြေအနေက ဘိုးအစိုးရမသိရင်တော့ကျွန်တော်လှုပ်ရှားအကြောင်းမရှိပါဘူးအဲ့တော့ကျွန်တော်တို့ဒီချင်းနဲ့ပတ်သက်ရင်ဒီတင်းပြချိုးအောင်ဆိုဒီချင်းနဲ့ပတ်သက်ရင်ကျွန်တော်မြန်မာနိုင်ငံဆိုင်ရာဒါအိန္ဒိယတိုင်ဝန်ရဲ့ကျွန်တော်သဘောထားကိုမေးပါမယ်သဘောထားကိုမေးပါမယ်ဒီလိုမျိုးလုပ်နေတာကလည်းဒီမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတိုင်ဝန်ကလည်းမသိစရာအကြောင်းမရှိပါဘူးဒီလိုမျိုးအိန္ဒိယအစိုးရရဲ့ရည်တည်မှုကမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်ပကကိုပို့ပြီးတော့အရှိန်ဟုန်ကောင်းပံ့ပိုးပေးရလဲရောက်ပါတယ် ဗမိုးပြည်ကလည်းရောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့အိန္ဒိယဘိုအဆိုးအနေနဲ့ဒီလိုမျိုးမီဆိုရန်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ဆောင်ရွက်မှုပေါ်မှာဒါကျွန်တော်တို့ပြက်ပြက်သားသားတားဆီးပေးနိုင်ဖို့လိုပါတယ်နောက်ထပ်သတင်းမျိုးဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကင်ပြည်နယ်ပိုင်ဂျုံမြို့ပိုင်ဂျုံမြို့နယ်ထိုင်းမြန်မာနယ်စပ်ပူလူဒူစကန်ကိုဒါစစ်သွေးကြွား KNU နဲ့အပေါင်းပါတွေကတိုက်ခိုက်နေတဲ့အခြေအနေပါဖေဖော်ဝါရီလ25ရက်နေ့ကစပြီးတော့ကင်ပီနယ်ဖန်အကရိုင်ပိုင်ဂျုံမြို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ပူလူဒူစကန် point 1248ကို ဒါကင်းလက်နက်အဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဇန်နေတိဆိုရင်ဒီတိုက်ပွဲက17ရက်ကာလကိုရောက်ရှိနေဖြစ်ပါတယ်။ဒီလိုမျိုးနှစ်ဖက်တိုက်ပွဲတွေကြောင့်ဒီတိုက်ပွဲရဲ့အနီးမှာရှိတဲ့ခြေဝါတွေကတော့ထိုင်းနိုင်ငံဘက်ခြမ်းကိုကျွန်တော်တို့တွားရောက်ပြီးတော့စစ်ပေးရှောင်တွေအနေနဲ့တွေ့ရပါတယ်။ဂျွာတော်တော်များများစစ်ပေးရှောင်နေရပါတယ်။လက်ရှိမှာတော့လက်ရှိမှာတော့ကျွန်တော်တို့ဒီအကြပ်ဘက်တွေကစကန်းကိုသူတို့ဒရုန်းတွေနဲ့ပုံကျဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့တော့သိရပါတယ်။တမ်မော်ကတော့ကျွန်တော်တို့ ဒါမနေ့ကောတနေ့ကောအချိန်ဒီမှာတော့လေချောင်းပြစ်ကူတွေနဲ့တောက်လျှောက်ရှင်းလင်းပေးနေတဲ့အနေအထားတွေတော့ရှိပါတယ်။ဆက်စွကြမီဒီယာတွေကတော့တို့ discount ကိုတို့သိမ့်ပိုက်နိုင်ပြီလို့ပြီးခဲ့တဲ့ကာလတွေကဝေဝေဆဆဖော်ပြနေတာတွေ့ရပါတယ်။ဒီလိုဖော်ပြမှုတွေကသတင်းမှားတွေတာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ပိုင်ဂျုံမြို့နယ်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ် ပူလူတူစကန်ကတော့တမရော်စကန်ကတော့လုံးဝကြာဆုံးမှုလုံးဝလုံးဝမရှိပါဘူးတမရော်ကတော့လိုအပ်တဲ့ဒါပြစ်ကူတွေလေချောင်းပြစ်ကူတွေတောက်လျှောက်ပေးနေပါတယ်။နောက်ဂျပန်သမားတွေတောက်လျှောက်သူတို့ကတော့ဒီတိုက်ဝဲဖြစ်နေရဒီစကန်ရပြီပဲတောက်လျှောက်သူတို့ထုတ်ပြန်နေတာတွေ့ရပါတယ်ကျွေးကြော်နေတာ။တနည်းအားဖြင့်ကျွန်တော်တို့သတင်းဆိုင်ဝါပေါ့ဗျာသတင်းဆိုင်ဝါသတင်းဆိုင်ဝါလောက်တာပေါ့။သတင်းဆိုင်ဝါလောက်တဲ့ကမှာလူတွေကအတကယ်ဖြစ်သွားတာလား။ဒီသတင်းကိုဖတ်လိုက်တဲ့ကျွန်တော်တို့အနေနဲ့ရမှရှိတဲ့ဒါကျွန်တော်တို့နိုင်ငံတော်ကိုထမ်းဆောင်နေတဲ့တပ်မတော်သားမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေပြီးတော့ကျွန်တော်ပြည်သူလူထု နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအနေနဲ့မှာပါဝင်တဲ့နိုင်ငံဝန်ထမ်းတွေဟာဒီစကမ်းပါသွားပြီလားပေါ့ဒါကကျွန်တော်သတင်းဆိုင်ပါပါအဲ့တော့ဒီအချိန်နဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါပြည့်ပြည့်တသားပြောနိုင်ပါတယ်တီးကြပြောနိုင်ပါတယ်လက်ရှိပါယုံမျိုးနဲ့ထမ်းမြမနယ်စပ်အနီးမှာရှိတဲ့ပူလူလူစကမ်းကတော့ကျွန်တော်လုံးဝလုံးဝကြဆုံမှုလုံးဝမရှိပါဘူးအဲ့ဒီမှာကျွန်တော်တို့လက်ရှိကျွန်တော်တက်မော်သားတွေအချမ်းဘတ်သမားတွေကိုကျွန်တော်အချမ်းဘတ်သမားတွေတိုက်ခိုက်မှုကိုပြတ်ပြီးတော့ဒါတိုက်ခိုက်ခြင်းမှုတွေရှိပါတယ်ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့ဒါလိုအပ်တဲ့လေကြောင်းပစ်ကူတွေကိုလည်းတောင်းလျှောက်ပေးနေရလို့ကျွန်တော်သိရပါတယ် နောက်ထပ်ဒီလိုမျိုးဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ထီချိုင်မြို့ကိုတပ်မတော်ကအပြေးဝပြန်လဲထိချုပ်နိုင်ခဲ့တဲ့အခြေအနေပါထီချိုင်မြို့ကို KIA စစ်သွေးကြွအဖွဲ့တွေကဥဆောင်ပြီးတော့ပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကဒါဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်အဲ့ဒီမှာဆိုရင်ဒါကျွန်တော်တို့ပထမတပ်မတော်ရဲ့ဒီခြေကုပ်ပြီးတဲ့စကန်နေနောက်ကိုဆုတ်လိုက်ရတယ်နောက်ကိုဆုတ်လိုက်ရပါတယ်နောက်ကိုဆုတ်လိုက်ရပြီးတဲ့နောက်ပိုင်းမှာတပ်မတော်ကပြန်ပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ဒီထိုးစစ်ဆင်လာတဲ့အခါမှာအကြမ်းဖက်သမားတွေကနောက်ကိုပြန်ဆုတ်လိုက်ရတယ်ပေါ့ဗျဆုတ်လိုက်ရပြီးတဲ့နောက်ပိုင်း နောက်ပိုင်းမှာတို့ပြန်ပြီးတော့ဒါဒုတိယအကြိမ်ပြန်ထိုးစစ်ဆင်တယ်ပေါ့။လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေကဒုတိယအကြိမ်ပြန်တိုက်ပြန်တိုက်ခိုက်နေတဲ့အခြေအနေပါ။ထီချင်းမျိုးကစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကိုဆက်သွယ်ပေးထားတဲ့လမ်းကြောင်းမှာတည်ရှိပါတယ်။တနည်းအားဖြင့်ကျွန်တော် AR မြစ်ကိုဒါ AR မြစ်ကိုဟိုဘက်ကန်ဒီဘက်ကန်ဒါဟိုဘက်ကန်ဒီဘက်ကန်ကျွန်တော်တို့ နှစ်ခုပေါင်းပြီးတော့ဒါမျိုးတစ်မျိုးတည်ထားတယ်လို့ပြောလို့ရမှာဖြစ်ပါတယ်။တနည်းအားဖြင့် CA CY နိုင်ငံကြီးကတကယ့်ကိုကျွန်တော်တို့အချက်ချာကြားတဲ့နေရာမှာတည်ရှိတယ်။ AR Music ကိုခွာချက်ထားပြီးတော့တိစောက်ထားတဲ့မျိုးလည်းဖြစ်ပါတယ်။အဲ AR မြင့်ရဲ့အဲတစ်ဖက်ကန်းကိုကျွန်တော်ကူးလိုက်မယ်ဆိုရင်တစ်ဖက်မှာကျွန်တော်တို့တစ်ဖက်မှာမန်လေးတိုင်းတကောင်းမုတ်ကုတ်ကြာညက်အဲအမိုးမိတ်လမ်းမကြီးကကျွန်တော်ဆက်သွယ်ထားတဲ့နေရာကြီးတရှိပါတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့စကိုင်းရကြီးကတ်မလူတို့ကျွန်းလာတို့အဲဒဇယ်လူနဲ့ကျွန်တော်ဆက်သွယ်ထားတဲ့လမ်းမကြီးရှိပါတယ်။တကယ်ကိုကျွန်တော်တို့အရေးပါတဲ့ အနေထားဖြစ်ပါတယ်အဲ့တော့ဒုတိယအကြိမ်သူတို့ဒါတိုက်ပွဲဒုတိယအကြိမ်သူတို့စတိုက်တဲ့အချိန်တွေက2024ခုနှစ်ဩဂုတ်လမှာသူတို့ထပ်ပြီးတော့အင်အားလုံးနဲ့တိုက်တယ်အင်အားလုံးနဲ့တိုက်တဲ့ခါမှာအဲ့ဒီအချိန်တိုက်ပွဲမှာဆိုရင်တမတော်ကပထမခြေကုပ်ထားတဲ့စကန်တွေကနေကျွန်တော်နောက်ကိုဆုတ်လိုက်ရတယ်နောက်ကိုဆုတ်ပြီးတော့ကျွန်တော်တကယ်အချက်ချာချတဲ့နေရာပြန်ပြီးတော့ပြန်ပေါင်းလိုက်ရတဲ့အနေအထားဖြစ်တာပေါ့နောက်ပိုင်းမှာဒီတမတော်ကနေပြီးတော့လိုအပ်တဲ့ဒါတမတော် drone တစ်ဖွဲ့လေးတောက်လျှောက်ပို့ပေးလိုက်တယ်ထပ်ပို့လိုက်တယ်ပေါ့ဗျာပြီးတော့ကျွန်တော်တို့ဒါမြေပြင်တိုက်ခိုက်တဲ့ဖွဲ့လေးထပ်ပို့တယ်ပြီးတော့ကျွန်တော်လက်နက်ကြီးပြုတ်ကူဖွဲ့ ထပ်ပို့ပေးလိုက်တယ်ပြီးတော့ကျွန်တော်စနိုက်ပါဖွဲ့စနိုက်ပါတပ်ဖွဲ့အုပ်နဲ့ထပ်ပြီးတော့ဒီထိကြိုက်မျိုးထပ်ပို့ပေးလိုက်တယ်ပေါ့ဗျာပို့ပေးတဲ့နောက်ပိုင်းမှာဆိုတော့ဒီတိုက်ပွဲကပြန်ပြီးပြန်ပြီးတော့ပြောင်းပြန်ပြန်ပြောင်းသွားတယ်ပေါ့ပြန်ပြောင်းပြီးတဲ့နောက်ပိုင်းမှာဒီတပ်မတော်ကဒါစနိုက်ပါဖွဲ့တွေကသူကကွက်စိတ်လိုက်ဒါမျိုးအဲဒီတက်အဆက်အထက်မြစ်တိုက်တွေနေရာပြန်ယူတယ်ပြန်ယူပြီးတော့အကြမ်းဖက်သမားတွေကိုတောက်လျှောက်ကျွန်တော်တို့ရှေ့တူ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 ပြီးတော့ရှင်းလာတဲ့ခါမှာအကြမ်းဖက်သမားတွေလက်ရှိမျိုးဘွားနဲ့ကျွန်တော်ဆုတ်သွားလိုက်ပြီပြီးတော့ဒီတပ်မတော် drone တပ်ဖွဲ့တွေကလည်းမျိုးချေနာမကတ်အောင်ပြီးကျွန်တော် drone ရဲ့တကန်း လက်လမ်းမီဘလောက်ကိုအကြမ်းဖက်သမိုင်းတော့ရှော့ကျွန်တော်တို့ drone နဲ့ဘုံကျက်ပြီးတော့ဒါရှင်းလင်းနေတဲ့အနေအထားတွေတွေ့ရပါတယ်အဲ့တော့ဒီထိခြားမျိုးကတော့တမတော်ကတော့အလုံးစုံပြန်ပြီးတော့ထိချုပ်သွားနိုင်ပြီဖြစ်ပါတယ်ထို့အတူပါပဲကျွန်တော်ဒီထိခြားမျိုးကနေပြီးတော့ထိခြားမျိုးကမြေတစ်ဖက်ကန်ကူပြီးတော့ကျွန်တော်ဒီမန်လေးတစ်ဖက်မန်လေးဘက်ကိုဆင်းလာမယ်ဆိုရင်တော့တစ်ဖက်မှာတော့ကျွန်တော်တို့ဒီတကောင်းမျိုးရှိပါတယ်တကောင်းမြို့မှာဒီတရုတ်မြန်မာနှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရထားတဲ့တကောင်းနီကယ်စက်ရုံရှိပါတယ်။လက်ရှိဒီလက်ရှိဒီတကောင်းမြို့ကိုဒါစစ်သွေးကြွ KAI နဲ့ NUG အုပ်စုတွေကလက်ရှိထိ ंछ ုထားစေဖြစ်ပါတယ်အဲ့တော့ဒီနေရာကလည်းနိုင်ငံတော်ဆင်အရေးကြီးတဲ့အခါကျတော့တက်မတော်ကတကောင်းမှရှိတဲ့အကြပ်တ်သမားတွေကိုကျွန်တော်အချိန်တစ်ခုမှပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်မယ်အချိန်ဒီပါလက်ရှိကတော့ကျွန်တော်ထီးချိုင်မြို့ကိုတက်မတော်ကအလုံးစုံပြန်ပြီးတော့ထိ ंछ ုသွားနိုင်ပြီထီးချိုင်မြို့ကစစ်ရေးနိုင်ငံကြီးရတကယ်ကိုကျွန်တော်တို့အရေးကြီးတဲ့နေရာမှာတည်ရှိတယ်အဲ့တော့ထီးချိုင်မြို့ထီးချိုင်မြို့မှာ KI အဖွဲ့တွေဆုတ်လိုက်ခြင်းက KI အဖွဲ့ရဲ့စစ်ဦးကျိုးသွားတာပါပဲ ကရိုင်ဖွဲ့ကောက်လက်ရှိဒီစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာသူတို့ရဲ့ဒီစေအုပ်တွေကတောက်လျှောက်ကျိုးလာပါတယ်တစ်ဖက်မှာဆိုရင်လည်းပဲကျွန်တော်တနိုင်တနိုင်ဘက်မှာဆိုရင်လည်းပဲအဲမနေ့ကမနေ့ကဒီတက်မွန်နယ်ဝါဆုပြည်သူစစ်တပ်ဖွဲ့တွေကပူးပေါင်းပြီးတော့ KIA စကန်ကိုစကန်အကြီးနှစ်ခုကိုတွားရောက်ပြီးတော့ကျွန်တော်တိမ့်ပိုက်နိုင်ခဲ့တယ်တိမ့်ပိုက်နိုင်ခဲ့တယ်လက်ရှိလက်ရှိထိခိုက်ဘက်မှာဆိုရင်လည်းပဲထိခိုက်မြို့ area ကိုတက်မွန်ကပြန်ပြီးထိချုံနိုင်တယ်တစ်ဖက်မှာကျွန်တော်အင်းတော်ဘက်မှာဆိုရင်လည်းပဲတက်မွန်ကအင်းတော်မြို့ကိုအလုံးစုံပြန်ပြီးထိချုံနိုင်ခဲ့တယ်အဲ့ဒီရဲ့နေရာမှာကျွန်တော်လွတ်နေတာကတကောင်းပါ ၎င်းကဒါတရုတ်မြန်မာနိုင်ငံတို့ကအရေးကြီးတဲ့နေရာဖြစ်တယ်။၎င်းရဲ့၎င်းမျိုးနယ်ထဲမှာကျွန်တော်တို့ဒီ၎င်းနီဂယ်ဆက်ယုံတည်ရှိတယ်။လက်ရှိဒီ၎င်းနီဂယ်ဆက်ယုံအပါအဝင်အခြားသောအဲ့ဒီရဲ့ area ကိုအကြမ်းဖက်သမားတွေကထိ ंछ ုတ်ထားတယ်။၎င်းကနေကျွန်တော်အောက်ကိုဆက်ဆင်းမဲ့ဆိုရင်တော့ကျွန်တော်တို့ဒါစင်ကူးတို့မတရားတို့ပြတစ်ဖက်မှာကျွန်တော်တို့မိုးကုတ်တို့လမ်းမိုင်းတွေတည်ရှိပါတယ်။အဲ့တော့လက်ရှိဒီ တပိတ်ချင်းအိန္ဒိယဘက်မှဆိုရင်လည်းပဲဒီတက်ဘရိုကနေမြေရှင်းလင်းမှုတွေတောက်လျှောက်တောက်လျှောက်လုပ်နေတယ်အဲ့တော့တပိတ်ချင်းရဲ့စီရေးအခြေအနေပြောရမယ်ဆိုတပိတ်ချင်းရဲ့စီရေးအခြေအနေမှာဆိုရင်တော့တက်ဘရိုကနေမြေအများစုကိုပြန်ပြီးတော့ထိ ंछ ုပ်သွားနိုင်ပြီ ဖျက်ချုပ်သွားနိုင်ပြီဆိုရင်တော့တစ်ဖက်မှာကျွန်တော်ထိကျိုက်မှာရှိတဲ့လုံညိုတက်ဖို့ဝင်နေတစ်ဖက်မှာကမ်နူမှာရှိတဲ့လုံညိုတက်ဖို့ဝင်နေတစ်ဖက်မှာကျွန်တော်တပိတ်ချင်းမှာရှိတဲ့လုံညိုတက်ဖို့ဝင်နေစုပေါင်းပြီးတော့ဒါတကောင်းကကျွန်တော်အခြေတစ်ခုမှပြန်ပြီးတော့ဒါတိမ့်ပိုက်နိုင်မယ်အနေထားပါလက်ရှိတပိတ်ချင်းရဲ့ area တိုက်ပွဲတွေကတက်မလို့ကနေမြေအများစုကိုပြန်ပြီးတော့ထိချုပ်နိုင်သွားပြီဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော် media ဘက်မှာတော့ကျွန်တော်တို့ဒီတိုက်ပွဲအနေထားတွေကအရန်ကြီးကျွန်တော်တို့ပြောင်းလဲနိုင်တဲ့အနေထားတွေတော့တိတ်တော့တိတာထခြားတဲ့အနေထားတော့တိတ်မတွေ့သေးဘူးလက်ရှိကျွန်တော်တို့ဒါ FR ဖီလက်မြေစက်ရုံတကြောမှာဆိုလဲအကြံပတ်သမားတွေရှိနေစက်ဖြစ်တယ် တစ်ဖက်မှာဆိုရင်ကျွန်တော်တို့ရခင်မန္တလေးတိုင်းဝန်ကြီးချုပ်ဝန်ကြီးချုပ်ရဲ့ဒါအိမ်မှာတည်ရှိတဲ့ဒါကျွှေတူဖို့ရေးစီမံကိန်းဧရိယာတွေမှာလည်းအကြံပေးသမားတွေကလှုပ်ရှားဆဲဖြစ်တယ်ထိရှုပ်ဆဲဖြစ်တယ်အဲ့တော့မီဒီယာက